အားလုံးပဲမင်္ဂလာပါရှင်စက်ဖို့ထဲမှာသူ့ကိုမိတဲ့သူမရှိတော့တဲ့အတွက်ဝန်내ချောင်းပြောလာတဲ့ခင်လိုင်မင်္ဂလာပါပြိတ္တကြီးခင်လိုင်ကတော့စက်ဖို့နေရာကနေစကားမရွေးပဲရုပ်ရှင်တိုင်းမှာတဘာဝကြာလွန်တာကြောင့်ပြိတ္တကြီးရဲ့အာပိမှုကိုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်အမှုပညာတက်တန်ကလည်းမနေတော့သလိုသူ့ရဲ့ထူးချွန်မှုတွေကြောင့်ပဲမတိတဲ့သူမရှိဖြစ်နေခဲ့ရတာပါဥခင်လိုက်မပါဝင်တဲ့ရုပ်ရှင်စကားတွေဆိုတာကလည်းမရှိသလောက်နေပါနေသလိုဟာတာလားဒရမာလား ။ဘာပဲလာလာဦးခေမဆိုပြနေရကြောင့်လက်ရှိအချိန်ထိကိုအောင်မြင်မှုတွေရရှိနေစေပဲဖြစ်ပါတယ်။ဒါကြောင့်ပဲပရိသတ်တွေကတော့ဦးခေလိုင်းကိုစေဂျုံရအနုပညာရှင်ဆိုပြီးတော့ဝေဖန်ပြောနေကြတာပဲဖြစ်ပါတယ်။ဥခိလိုင်းကလက်ရှိမှာအသက်အရွယ်တစ်ခုတည်းရှိနေခဲ့ပြီဖြစ်ပြီးတော့ဇက်ဖို့လောကမှာသူ့နေရာကိုဆက်ခံမဲ့သူမရှိသေးတာကြောင့်သူ့ရဲ့ဇကာရီကလည်းများနေခဲ့တာပဲဖြစ်ပါတယ်။ဥခိလိုင်းကအမှုပညာကိုဝါသနာကြည့်ပြီးသူ့ရဲ့ပြလုံတွေကိုလည်း လုံဝထထရမျိုးမရှိရာကြောင့်ပြည်သက်တွေအပေးလာခဲ့ကြတာဆိုရင်တော့နေပေါင်းများစွာရှိနေခဲ့ပြီဖြစ်ပါတယ်။ဟာတာရောဒရာမာပိုင်းမှာပါထူးကျွန်းလွန်လာကြောင့်အနုပညာလောကရဲ့ဇပူနီယာကိုအပန်စာရယူထားတာဖြစ်ပြီးတော့အခုချိန်ထိသူနီယာကိုဇပူနီယာမှာလူနိုင်မဲ့သူမရှိဘူးဆိုပြီးတော့ပါပြောခဲ့တာပဲဖြစ်ပါတယ်။ဥခင်လိုင်းကသူနီယာကိုဝင်ရောက်နိုင်မဲ့မျိုးဆက်ကဟာနေတာဖြစ်နေရာကြောင့်နေရာဖဲပေးခြင်းပင်မဲ့လေလုံဝရှာမတွေ့တရာကြောင့်အခုဒီစကားတိုင်းအလုံးမှာတော့ပေါဝင်တရုပ်ဆောင်နေခဲ့ရတာပါ။ အသက်တွေကလည်းတစ်နှစ်ထက်တစ်နှစ်ငယ်မသွားပဲကြီးသွားမှဖြစ်တာကြောင့်သူ့နေရာကိုဆက်ခံနိုင်မဲ့သူရှင်တို့ပညာအမွေတွေကိုတင်ကြားပေးသွားမှဖြစ်ပါတယ်။မျိုးဆက်သစ်တွေကိုလည်းရင်းနှီးစွာဆက်ဆံပေးတတ်ပြီးတော့ပညာအမွေတွေပေးခဲ့ပါတယ်။ဒါပေမဲ့လည်းမန်းချက်နဲ့နန်းအတွက်မကြိုက်တာကအများခဲ့ပြီးတော့ထင်သလောက်သူတို့ကမကြိုးစားခဲ့တဲ့အတွက်အခုလိုမျိုးဆက်ပြမဲ့အရေးနဲ့ကြုံတွေ့နေခဲ့ရတာပဲဖြစ်ပါတယ်။ ဒရမာရတဲ့သူကလည်းဟာတာမရတယ်လို့ဟာတာရတဲ့သူကလည်းဒရမာပိုင်းမှာအားနေတာကြောင့်အားမလို့အမရဖြစ်မိရဲဆိုပြီးတော့ဥခင်လိုင်းကပြောလာခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဥခင်လိုင်းကအမှုပညာတက်တန်းကကြာနေပြီဖြစ်ပေမဲ့လည်းအကယ်ဒမီကတော့လက်ရှိအချိန်ထိမရတည်ခဲ့တာပါ။အကယ်ဒမီရဖို့အတွက်သူစူးစမ်းရမယ့်အချိန်တွေကတိမရှိတော့ဘူးဆိုပြီးတော့ပါဝန်ခံသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ကျန်ဇက်ကားလေးကိုသူ့အနေနဲ့အရင်ကထည့်ပို့ပြီးတော့စူးစမ်းတရုပ်ဆောင်သွားမှဖြစ်ပြီးတော့ အရင်ကတည်းနှစ်ဆက်ပူကောင်းတဲ့ခင်လိုင်းကိုမြင်တွေ့ရမယ်ဆိုပြီးတော့ပါဂတိပေးသွားခဲ့တာပဲဖြစ်ပါရဲ့ရှင်။အနုပညာအလုပ်တွေကိုလည်းအကယ်ဒမီရမှအနာမဲဆိုပြီးတော့ဆုံးဖြတ်ထားတာဖြစ်သလိုသူရဲ့ပြည်သက်တွေအတွက်အမြဲတောင်းကြည့်အောင်လို့မတူညီတဲ့ဇာတ်ရုပ်တွေအတွက်ကြိုးစားတည်ဆောင်သွားအောင်မှဖြစ်ပါရဲ့။ဥခင်လိုင်းရဲ့အရင်နည်းဆုံးဘောရာတူလို့ဖြစ်ပြီးတော့စကားတိုင်းမှာလည်းတွဲဖက်တည်ဆောင်ခဲ့တဲ့မြင့်မြတ်နဲ့ပတ်သက်ပြီးတော့သတင်းတွေကိုလည်းပြန်လည်ဖြည့်ရှင်းသွားခဲ့ပါရဲ့။ မင်းသားမြမြကစိတ်တဘောရကောင်းတဲ့သူဖြစ်ပြီးတော့အများချင်ထားသလိုမဟုတ်ကြောင်းပြောပြခဲ့တာပါအနုပညာကိုတန်ဖိုးထားတဲ့သူတယောက်ဖြစ်တယ်လို့ဆက်ရုံဝေးကိုတဘာဝကြအောင်တရားဆောင်တက်တဲ့သူလည်းဖြစ်ပါတယ်ဒါပေဝေဖန်ခဲ့တဲ့ဒရိုက်တာကလည်းမြမြရဲ့အောင်မြင်မှုကို မနာလိုတဲ့သူတူဖြစ်ကကားရဲ့နောက်ကျတာရှာတယ်ဆိုပြီးဥခင်လိုင်းကမြမြရဲ့ဘက်ကနေကားပြောပေးခဲ့တာပဲဖြစ်ပါတယ်ဒါပေဥခင်လိုင်းကသူကရမီမန်ထားတဲ့စကားတွေလည်းရှိနေသေးတာကြောင့်မတူညီတဲ့ပုံစံတွေနဲ့ ပိတ်ကားထဲမှာထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ဥက္ကလိုင်ကိုအားပေးနေကြတဲ့ပရိသတ်တွေကလည်းသူမနာခင်မှာအကယ်ဒမီစုကြည်ကိုရရှိသွားဖို့အတွက်မျှော်လင့်ထားနေကြတာဒီစုတောင်းတွေကဘယ်ချိန်မှပြတ်သွားမလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ရှင့်။